ရဲရင်တက်ကြွစွာရက်တည်နေတဲ့အမျိုးသမီးတွေလူခွင့်ရေးကာကွယ်ဆောက်ရှောက်သူတွေရဲ့အခန်းကဏ္ဍကိုဂုံပြုဖို့နဲ့သူတို့တွေရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကိုမိမောင်းထိုးတင်ပြနိုင်ဖို့အပြည်ပြည်ဆိုင်ရာအမျိုးသမီးလူခွင့်ရေးကာကွယ်ဆောက်ရှောက်သူများနေ့ကိုနိုဝင်ဘာ29ရက်နေ့မှာသတ်မှတ်ထားကြပါတယ်။ လူအခွင့်ရေးနဲ့အညီစနစ်သက်တွေပေါ်ဆောင်ဖို့ခေဟောင်းကစနစ်တွေကိုတွန်းလှန်တဲ့အခါမှာခါတီးတဲ့ပေးဆက်မှုတွေရှိနိုင်ပေမဲ့ဒီအခက်ခဲကာလတွေကနေတက်ကြွရဲရင်တဲ့အမျိုးသမီးတွေနဲ့လူအခွင့်ရေးကာကွယ်ဆောက်ရှောက်သူသူရဲကောင်းတွေပေါ်ထွက်လာလေးရှိပါတယ် ံဖက်စစ်အုပ်စုရဲ့မတရားစစ်အာဏာသိမ်းခြင်းကိုခံယူထားရတဲ့မြန်မာနိုင်ငံမှာတော့လူခွင့်ရေးတွေဟာစိတ်သုံးတောက်ွယ်နေပါတယ်။လူခွင့်ရေးចောင်းကိုမြန်မာပြည်နဲ့တိုင်းတာပြီးပြောရမယ်ဆိုရင်တော့အခုဒီနောက်ဆုံးအာဏာသိမ်းခဲ့တဲ့ချိန်နဲ့အဲ့ဒီအာဏာသိမ်းမှုမတိုင်ခင်အချိန်နှစ်ခုနှစ်ရက်တာတွင်လေးကိုသုံးသပ်ကြည့်မှာပေါ့နော်။ဘာကြောင့်လဲဆိုတော့မြန်မာပြည်ကကျွန်တော်တို့အာဏာသိမ်းမှုဆိုတဲ့ ီစင်ဆက်ကြည်ဟာကျွန်တော်နှစ်ပေါင်းများစွာရှိလာတော့အဲ့ဒီနှစ်ပေါင်းများစွာအကြောင်းခြုံပြောရမယ်ဆိုရင်မြမပြည်နေနဲ့လူခွေရေးဆိုတာဒီအစင်ထာဝရချိုးဖောက်နေတဲ့ရတခုဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့နေရတယ်။အဲ့ဒီမှာမှအခု အာနာသိမ့်မှုနောက်ဆုံးအာနာသိမ့်မှုမတိုင်ခင်ကျွန်တော်တို့ ဒီဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်ခဲ့တဲ့ဒီဆက်နှစ်တာကာလထဲမှာဆိုရင်တော့လူခွေရရမြန်မာပြည်ချင်းတွေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်လွတ်လပ်စွာသွားလာခွင့်တည်ရှိလာတယ်။လူတွေကကျွန်တော်တို့ဒီစီးနှောင်ထားတဲ့တင်းကျပ်ထားတဲ့ပိတ်လောင်ထားတဲ့ကန္တာတွေရှော့ပေါ့ပြီးတော့မှကျွန်တော်လူသားဆန်မှုဆိုတဲ့ဒီနိုင်ငံတကာနဲ့မှီအဲ့လိုမျိုးနေထိုင်ကြက်သုံးနိုင်တဲ့စမ်းစာတွေရှိလာတယ်။ပြီးတော့နိုင်ငံရဲ့စီးပွားရေးကလည်းကျွန်တော်တို့ဖော့ဖြူတိုးတက်မှုနောက်မှာ ကျွန်တော်တို့ပို့ပြီးတော့လိုက်ပါလာနိုင်တဲ့လေထားတွေကတိတိတတ်တတ်အများကြီးမြင်ရတာပေါ့နော်။ဒါပေမဲ့အခုကျွန်တော်တို့အာနာသိမ့်မှု2021ကနေစပြီးတော့မှအခုချိန်ထိကတော့အဲ့ဒီလိုမျိုးပြောင်းလဲပြီးတော့တိုးတက်လာတဲ့ရာခတ်သိမ့်ပြီးကိုလိုရိုက်ချုံဖြက်စီခံလေးရတယ်လို့စัจကျင်ပဲပေါ့နော်။ကောင်းချင်းနဲ့ဆုတ်ချင်းဆိုတဲ့အဲ့လိုမျိုးမြင်သာတိတာနေတဲ့စัจကျင်ပဲကြီးနှစ်ခုမှတောင်မှကျွန်တော်တို့စွန်းတဲ့ဘက်ကိုရအောင်ဒီပြောင်းလဲသွားလာအောင် ချုပ်ဖောက်ခံရတယ်ဆိုတာကိုကျွန်တော်ပြပါထင်ရှားစားနဲ့မြင်နေရပါဘူး။ဟောဘောရောက်လာပြီနင်းမေဆောင်ခွေး။ငါတပီးတယ်ဘောဘောငါတပီးတယ်ဈာပေါရရအောင်ဖုန်းကြဲပါအောင်မာကတူးတယ် ဆရာနာတိမ်ကြီးနောက်ပိုင်းကလေးကအကျန်းဖတ်ဆုပ်စုဟာအယက်သားပြည်သူတွေပေါ်ကျူးလွန်မှုတွေဖြစ်တဲ့ဘက်ပေါင်းဆောင်ကလူခွင့်ရေးချိုးဖောက်မှုတွေနဲ့အတူဒီဆောင်တိုက်ခိုက်မှုတရားလက်လွတ်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုအာဓမစစ်သားစုစားမှုဖြစ်စဉ်တွေကိုနေ့စဉ်ရက်ဆက်ဆိုသလိုကျူးလွန်နေပါတယ်။သူတို့ဘာသာညာသာကြားလို့ပြေးလာတာပါတော့နွားလေးကိုကြိုးချီပြီးတော့ဟိုကထားခဲ့ရပါတော့ခြင်းတဲ့ကြိုင်နဲ့မစမစမတော့ရလို့ ။နွားလေးလည်းစိတ်မကောင်းဘူး။လူခွေချိုးပေါမှုတွေကြောင့်ပေါ့နော်။ဒီလူလူကစိတ်ပိုင်းဆိုင်ရာတွေရောရုပ်ပိုင်းဆိုင်ရာတွေရောအများကြီးကြုံတွေ့ကြရတာတွေရှိပါတယ်။ကျွန်တော်တို့မြို့နယ်မှာဆိုလို့ရှိရင်ဟိုတိန်လေးဖြစ်စဉ်တွေ၊လက်ရက်ကုန်းဖြစ်စဉ်တွေ၊လက်လုပ်ဖြစ်စဉ်တွေအများကြီးရှိခဲ့တယ်ပေါ့နော်။အဲ့ဒီထဲမှာနောက်တစ်ခုကဘာလဲဆိုရင် လူနည်းနည်းပဲတည်လိုက်တဲ့နေဦးဖြစ်စဉ်ပေါ့နော်အဲ့ဒီဟာကဘာလဲဆိုရင်2023ခုနှစ်ပေါ့နော်အာတလာပိုင်း16ရက်နေ့လောက်ကအာတပင်းကနေထွက်လာတဲ့ဘီးစစ်ကြောင်းလို့ခေါ်တဲ့စစ်ကြောင်းတစ်ခုอ่ะပေါ့နော်မဲဦးကြီးရောနဲ့၄နာရီခွဲ၅နာရီဝင်ကျင်လောက်မှာဝင်ရောက်ခဲ့တယ်အဲဝင်ရောက်ပြီးပြီဆိုလို့ရှိရင်တရွာလုံးမှာရှိတဲ့ရွာတို့ရွာသားတွေကိုဖမ်းတယ်ဖမ်းပြီးပြီဆိုလို့ရှိရင်ဘုံကြီးကြောင်းနဲ့ထားထားတယ်ဘုံကြောင်းနဲ့ထားထားပြီးပြီဆိုလို့ရှိရင်တချို့တွေကိုကျုပ်တုတ်ထားတယ်အဲဒုထောက်ခိုင်းနေပေါ့နော်ပြီးရင်ရိုက်နှက်တာတွေရှိရဲ့ ။အဲ့ဒီမှာမှအာပြီးရင်နောက်ဆုံးအဆင့်မှာလဲဆို icon ကင်ထားတဲ့သူပေါ့နော်။တော်လန်ကြီးလုံနေတဲ့သူ icon ကင်ထားတဲ့သူကြီးကိုကြတော့ရိုင်းနှစ်တာပြီးလုံတဲ့ခြေလက်တွေဖြစ်တော့ပြီးရအောင်မှာထားပြခဲ့တယ်။အသက်ခံရတဲ့အချိန်မှာမှတရားဝေတာဝန်ခံမျိုးသမီးတဦးပဲပါဝင်ခဲ့တယ်။အဲ့မှာဆိုလို့ရှိရင်တွေ့မြင်ရတာတွေကအတင်းကျပ်ဖန်ဆီးပြီးတော့ရိုင်းနှစ်တစ်ဖက် ထားခဲ့တာတွေဆိုတော့လေသူတို့ရွာအပြင်ပေါ့နော်တခြားသူတွေရဲ့စိတ်ထဲမှာလည်းပဲညရောက်ပြီဆိုလို့ရှိရင်ကြောက်ကြောက်ရွံ့ရွံ့နဲ့အိအိနေရတဲ့စိတ်ခံစားချက်တွေပေါ့နော်ဒါတွေရဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်စိတ်ပိုင်းဆိုင်ရာထိခိုက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာလည်းထိခိုက်လာတာအသက်ရှင်တဲ့လူတွေကဲပါဦးအသက်ရှင်တဲ့လူတွေကဲပါဦးခင်ဗျာလို့နော်အသက်ရှင်တဲ့လူတွေကဲပါဦး အသက်ရှင်တဲ့လူတွေကယ်ကြအောင်မျိုးအသက်ရှင်တဲ့လူလေးတွေကယ်ကြပါအောင်လို့ဟာမောလာကလက်ရှိမှာဆိုရင်လေအကျန်းဖတ်စစ်အုပ်စုဟာတရားမဝင်ရွေးကောက်ပွဲကိုကြိုးပမ်းနေရတဲ့အမျှမြေပြင်မှာလူမှုပေါ်အကျန်းဖတ်မှုတွေလည်းဇက်တိုက်တိုးမြင့်လှုပ်ဆောင်နေပါတယ် အကျန်းဖတ်စစ်အုပ်စုရဲ့စိုးရွားတဲ့ကျူးလွန်မှုတွေကိုတော့နိုင်ငံတော်ကလူထုနဲ့အတူစစ်ပွဲအတွင်းထိခိုက်လွယ်တဲ့အုပ်စုတွေဖြစ်တဲ့အမျိုးသမီးနဲ့ကလေးသူငယ်တွေဟာပုံမူထိခိုက်ခံစားကြရပါတယ်။ပန်းလေးများပွင့်တော့ပူတော်ဝင့်လို့ချီတဲ့။နေကြီးမှာရွှေကြီးတော့ငါတို့စာတင်ချောင်းအခုကတော့မဟုတ်ဘူး။ဘုံမှန်နဲ့ငါတို့ကြောင်း။ဖော်ရီမှာ ်သွေးဆွနေတဲ့အဝတ်တွေသွေးဆွနေတဲ့ကလေးတွေရဲ့အဝတ်တွေအခုလဲအပေါ်မှာဝဲနေတော့မယ်ကလေးတွေရဲ့ပညာသင်ကြားမှုအတွက်ဘာဖြစ်လို့ဒီလိုလုပ်တာလဲဒီစစ်ကောင်ရှင်ဘက်မှာဖွင့်နေတဲ့ကျောင်းကကလေးတွေစိတ်ချမ်းချမ်းသာတာနဲ့ပညာသင်ကြားနိုင်ခွင့်ရတယ်လို့တမားတို့ဒီစစ်မီပေးတင်နေတဲ့ဒေတာတွေမှာရှိတဲ့ကလေးတွေရဲ့ပညာသင်ကြားခွင့်ရကြတယ်ဆိုတဲ့အကြောင်းလဲ 要紧。 မှာရှိတဲ့မျိုးသမီးနဲ့ကလေးသူငယ်တွေကစံပေဆဲအုပ်စုရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုစူးစူးရရခံစားနေကြရပါတယ်။အမျိုးသမီးတွေကဒီပြိပခကာလာပြိပခနဲ့ဆက်နွယ်နေတဲ့အနေအထားမှာဆိုလို့ရှိရင်ပိုပြင့်မဲ့ထားကျွလွန်ခံနေရပါတယ်။စတင်ညောင်းတွေကိုပြင့်မဲ့ထားယူမကြခဏလေးကြောင်းတက်ခိုက်နေတဲ့အတွက်စတင်ညောင်းမှာကြောင်းတက်ရမယ့်ကလေးတွေကြောင်းမတက်နိုင်ကြတော့ပါဘူး။နောက်စမနိုင်မြေမှာရှိတဲ့ဆေးဝါးစည်းကမ်းတွေမကြခဏဘုံကျဲတက်ခတ်ခံနေရတဲ့ဆေးဝါးတွေလက်လက်ဆောင်ဝယ်ယူခွင့်မရှိပါဘူး။ကလေးတွေအသက်အရွယ်နဲ့ကာကွယ်ဆေးထူးနှံဖို့ခက်ခဲဖြစ်ရပါတယ်။ဒီလိုခက်ခဲတွေချိုးဖောက်မှုတွေကျွလွန်မှုတွေကိုအာနာ သိန်းကာလတစ်လျှောက်ကြုံတွေ့ခံစားခဲ့ရပြီးပါပြီ။စစ်အာဏာရှင်ရှိနေသေးတဲ့နောင်လဲဆက်ပြီးကျူးလွန်ခံနေကြအောင်ပါပါ။ဒါတွေကိုကြော်လွားနိုင်ဖို့ဆိုလို့ရှိရင်ကျမတို့ရဲ့တော်လှန်ရေးကြီးအမြင့်ဆုံးအောင်မြင်မှဖြစ်ပါမယ်။ Jamais elle, jamais elle ဒီလိုချိုးဖောက်ခံရမှုတွေနဲ့အတူအစဉ်အဆက်ကြိုးပမ်းအားထုတ်လာတဲ့တခြားသောလူနည်းစုတွေရဲ့အခွင့်အရေးတွေဟာလည်းအတန်ထွက်ခွင့်မရှိဘဲမေးမိန်ပျောက်ကွယ်လာပါတယ်။ဒီလိုအမှောင်မှိုင်ဆုံးကာလမှာတော့အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့လူ့အခွင့်အရေးတာဝန်ခံတွေနဲ့မြန်မာနိုင်ငံကလူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သူတွေဟာအသက်အန္တရာယ်ကိုပဓာနမထားဘဲ ိနှိပ်ခံပြည်သူတွေအတွက်ဆက်လက်ရည်တည်နေကြပါတယ်။သူတို့ဟာစေအုပ်စုရဲ့ရက်ဆက်မှုတွေကိုမှတ်တမ်းတင်စဉ်ဥပဒေအကူအညီပေးခြင်းနဲ့ပြည်သူအရေးလှုပ်ရှားမှုတွေကိုဥဆောင်ခြင်းနဲ့ပြည်သူတွေရဲ့မျှော်လင့်ချက်မီးတိုင်အဖြစ်ရည်တည်ပေးလျက်ရှိပါတယ်။လူ့ခွင့်ရေးဆိုင်ရာဝင်ကြီးဌာနမှာတော့လူ့ခွင့်ရေးရာတာဝန်ခံစုစုပေါင်းတရနှုတ်ခန့်အပ်တာဝန်ပေးထားပြီးအမျိုးသမီး25ဦးပါဝင်ပါတယ်။ မျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ကျန်းဖတ်စစ်အုပ်စုကတိုးမြင့်နှုတ်ဆောင်လာတဲ့အကျန်းဖတ်လီကျောင်းတိုက်ခိုက်မှုတွေကြားမှာပြည်သူလူထုရဲ့အကူအညီလိုအပ်ချက်တွေကိုလည်းကူညီထောက်ပံ့မှုတွေလှုပ်ဆောင်နေတယ်လို့တစ်ဖက်မှာလည်းအသိပညာပေးရေးလုပ်ငန်းတွေကိုစဉ်ဆက်မပြတ်လှုပ်ဆောင်နေရရှိပါတယ်။တစ်ဖက်မှာလည်းအကျန်းဖတ်စစ်အုပ်စုရဲ့ကျူးလွန်ချိုးဖောက်မှုတွေကိုအေးအေးယူနိုင်မှုရေပြင်တပ်တွေမှတ်တမ်းတွေရယူတာ အကြံဖတ်စစ်အုပ်စုကိုအေးအေးယူနိုင်ဖို့စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်နေပါတယ်မြန်မာနိုင်ငံမှာဒီလိုလူ့အခွင့်အရေးတွေစိတ်သုံးနေတဲ့အခြေအနေမျိုးမှာနိုင်ငံတကာအသိုက်အဝန်းရဲ့အကူအညီဟာအလွန်အရေးကြီးလာပါတယ်စေအောင်စုရဲ့ဆိုးရွားလာတဲ့ကျူးလွန်မှုတွေကြားကရက်တည်နေကြတဲ့လူခွင့်ရေးကာကွယ်စောက်ရှောက်သူတွေရဲ့အတန်နဲ့ပြည်ပင်ကအခြေအနေအမှန်တွေကိုကဘာက သိရှိဖို့လိုအပ်ပါတယ်။လူအခွင့်ရေးကာကွယ်စောင့်ရှောက်သူတွေကနိုင်ငံတကာအတိုင်ဝန်းကိုဘာတွေတောင်းဆိုနေကြပါသလဲ။လူအခွင့်ရေးစေတုံးမှုဆိုတာကစစ်မီးတစ်ခုလိုပဲမီးတောက်တစ်ခုလိုပဲပေါ့နော်။ကုဆန်ပြန့်နှံ့လွယ်ပေါ့နော်။ကျွန်တော်နိုင်ငံမှာလူအခွင့်ရေးချိုးဖောက်မှုတွေဖြစ်နေတာတွေကဒီနိုင်ငံကနေအစတင်ပြီးကျွန်တော်ရဲ့အိမ်ကြီးချင်းအဲနိုင်ငံတွေအဲ့ဒီကနေတဆင့်ကျွန်တော်အဲကဘာကြီးတစ်ခုလုံးပါဒီလိုလူအခွင့်ရေးချိုးဖောက်မှုတွေက ပူပေါ့နော်ပြက်သူကူးဆက်သွားနိုင်တယ်ပေါ့အဲ့တော့နေရာတစ်ခုမှာလူခွေအချို့ဘာမှမဖြစ်နေဘူးဆိုလို့ရှိရင်ကျန်တဲ့နေရာတွေကိုကူးဆက်နိုင်တဲ့အတွက်ကြောင့်မို့ဘေးကဘာကြီးရဲ့ဘေးညာမှာပဲဖြစ်ဖြစ်ပေါ့နော်လူခွေအချို့ဘာမှမဖြစ်နေဘူးဆိုလို့ရှိရင်နိုင်ငံတကာအနေနဲ့ဝိုင်းဝန်းအဲပံပိုးကူညီပြီးတော့လူရုပ်ခွင့်စိတ်သုံးနေတာတွေကိုချိုးပေါက်ခံနေရတာတွေကိုဝိုင်းဝန်းကူညီဆောက်ရှောက်ကြဖို့အာလိုအပ်တယ်လို့ပြောချင်တယ်ပေါ့နော်အဲ့တော့ဒီလိုမဟုတ်ဖဲနဲ့ဆက်ဆက်ကဒီလိုလူခွင့်ချိုးပေါက်ခံနေရတာတွေကိုပြည့်စုံရှိနေမယ်ဆိုလို့ရှိရင်ကိုယ်ကိုယ်တိုင်ကဒီချိုးပေါက်ကူညီကို အားပြီးအမြရာအာပြုတယ်ပေါ့နော်အဲ့တို့ကြောင့်လို့နိုင်ငံတကာအနေနဲ့လူခုရေးစိတ်သုံးနေပြီဆိုလို့ရှိရင်ကဘာကြီးရဲ့ပြည်နေရမှာပဲဖြစ်ဖြစ်အဲ့တပြေကျွန်တော်မြန်မာနိုင်ငံလူမျိုးပေါ့နော်လူခုရေးချိုးဖောက်နေကြုံရတဲ့အခြေအနေမှာဘိုင်ဝန်ကူပြီးမှကြောက်ဖို့တွေ့တည်ပြီးတော့ပြောချင်ပါတယ်ဒီလိုတော့ဘိုင်ကိုပေါ့ရေဖို့ကြားရတဲ့ကိုတော်တော်ဟောဆိုတဲ့စိတ်နဲ့စောက်ဆိုင်နေတဲ့လူလူတွေရောလုံးရဲ့အင်အားလူလူတွေရောလုံးရဲ့